တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေမဲ့ပေါ်ဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါပေါ်ဝါ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အသာကြီးလာတာကိုလက်ခံရမယ့်အရွယ်ရောက်လာပြီလို့ပြောလာခဲ့တဲ့ရုံးရီလွေမိုးရဲ့အင်တာဗျူးလေးကိုကြည့်ရှုကြရမှာပဲဖြစ်ပါတယ်အရင်တော့ကျတော့အရင်အသက်ကြီးခြင်းလေ အဲအသက်တခုရောက်လာတဲ့အချိန်ကျတော့လည်းပြန်ငယ်ခြင်းနဲ့ဒါပေမဲ့အခုကတော့ကိုယ်အသက်ရောလည်းကိုယ်လက်ခံတဲ့အချိန်ရောက်လာပါပြီပေါ့နော်အခေးရဲ့အဲမိသားစုနဲ့ကိုယ်မွေးရဲ့နိုင်ငံမှာအဲကျင်းပတယ်မွေးနေ့ပွဲပေါ့ပြီးတော့ခေတ်အဲ့လိုမျိုးမွေးနေ့ပွဲမကျင်းပတာလည်း15နှစ်လောက်ထဲအောင်ပေါ့နော်10နှစ်ကျော်သွားပြီမိမေလည်းအရင်ပြောပါရဲ့ဒါပေမဲ့မိမေတို့ကတော့အခုလောလောဆယ်နိုင်ငံသားရောက်နေရပေါ့နော် documentary တစ်ခုရိုက်နေလို့ပြပြနဲ့လိုက်သွားတယ်ဒါပေမဲ့ အော်သူတင်လာရဲ့ post လေးဆိုလဲရှိရပေါ့နော်ဒါဘာပဲပြောပြောမိသားစုနဲ့အဲတူတူရှိနေရဲ့ first birthday လို့ပြန်ဖြစ်သွားတဲ့အတွက်သူလည်းအရင်ဝမ်းသာရဲ့ killer ဒီ new trader ကိုခေလိုနေတာလို့ထင်ပါတယ်ဘောမှာပေါ့နော်အရှိကိုဆက်သွားနိုင်ဖို့အခုတော့စူးစမ်းတော့မယ်။ तू ကတော့ဟိုအဲ့လိုပေါ့ तू तू ကတော့ Africa ရောက်နေပြီပျော်တယ်ပေါ့ happy birthday ပေါ့နော်ဒါပေမဲ့ तू ဒီမှာချင်သိတွေ့တယ်ဘာညာကတော့အရင်ဆုံးပေါ့နော် happy birthday ကတော့ဒုတိယပေါ့။ तू ကမင်းသားပါ။ခေတော့အရင်နေပါ။ ကင်မရာလည်းလုံးဝမကြောက်တော့ခင်းငင်ရတော့အတိုင်းပါပဲဟိုကင်မရာကလည်းသူ့ကိုပဲလိုက်တယ်သူကတန်လိုက်လို့ဖြစ်နေတာကင်မရာနဲ့ဆိုအဲ့လိုမျိုးဟိုအမှုပညာအပြေဝါပါတယ်အဲ့တော့ကို့ baby လေးကအဲ့လိုမျိုးခေးလို့လို့ပဲခေးဖိဖိလို့ပဲလို့မြင်ရတော့အယံဝမ်းသာပါတယ်နိုင်ငံသားမှနေတာကလည်းသူတို့နိုင်ငံကြီးဘလောက်ပဲဟိုတိုးတက်နေတိုးတက်နေလုံးဝမတူပါဘူးရှင်ကို့အိမ်မှာကို့အဲ့လိုနှွေးထွေးမှုကဘာနဲ့မှရှင်လို့မရအောင်ဆိုတော့အယ တာပါတယ်ကိုညီကိုမောင်နှမတွေနဲ့ပြန်ဆောင်ရတာလည်းဟိုမထင်နာရတဲ့တော့ကိုလေဟိုအရန်စိတ်လှုပ်ရှားတယ်ပျော်ရပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပါအခုလိုမျိုးဖြေကြလာပေးခဲ့တဲ့เนาะမယွန်းရီလွင်မှုကိုဒါဘလို့မြင်တယ်လဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတာယာချစ်မိတော့နေ့လေးဒီနေ့ဘိုင်ဆိုင်ကြပါသေးခင်ဗျာ